ြောရတဲ့စကားတွေကလည်းတကယ်ကိုဝိညာဉ်တွေကိုခေါ်ရတဲ့ဟာလေပြီးတဲ့အခါကျတော့လည်းရိုက်တဲ့အချိန်ကလည်းည12နာရီကျော်အဲ့ဒီအဲ့တစင်းရိုက်လိုက်အဲ့စင်းကိုရိုက်တာမနေ့6နာရီထိုးရတယ်အဲ့ကာရိုက်တဲ့အချိန်တော့ကိုယ်စိတ်ကနည်းနည်းတော့ကြမ်းတမ်းနေရပါတော့နော်ဒါပေမဲ့အဲအဲ့လိုဖြစ်အောင်လည်းတမင်မွေးယူရတာ우အဲ့ခါကျတော့ဟိုကာတော်တော်တော့ပင်ပန်းနေအဲ့စိတ်ကြီးရနော်ဘနာလိုဖြစ်နေရတာမူမူရိတာစိတ်မရှိပဲနဲ့လေသူများကိုကြာဆုံးစေချင်တာမနာလိုတာအဲ့အဲ့စိတ်ကြီးရအရင်ပင်ပန်းမှာလေ ဥ္စာဇောက်မျိုးစုံမျိုးအောင်လာတာဖြစ်ချင်းဖြစ်နိုင်ဒီကားမှာအမကဟိုဟာပေါ့ရွာကလူတွေကိုရိုးသားတဲ့ရွာလူတွေကိုအာ၆လှန့်ပြီးတော့လိန်စားညာစားတဲ့အဲပြောရရင်တော့လိန်စားညာစားတဲ့အတုပေါ့အတုပေါ့နော်အဲအဲ့လိုမျိုးနည်းနည်းအဲ့လို character တင်းတင်းလေးပေါ့နော်အဲ့လိုနေရာကနေပါခဲ့တာပါအဲအဲ့အချိန်တော့ကတော့လေဘသူ့ကိုပစိုးပေါ့ကိုကစိတ်ထဲမှာလေအရန်ကို jealous ဖြစ်တယ်မာနအာလောဘကြီးတယ်လောဘကြီးတယ်သူများပေါ်မှာမနာလိုစိတ်ရှိတယ်အဲ့လိုအတအယံကြီးတဲ့အဲ့လိုစိတ်မျိုးပေါ့နော်အဲ့ဒါမျိုးမွေးမှုထားရတာပေါ့ဆိုတော့အဲ့ကာရိုက်တဲ့ချိန်တော့ကိုယ်စိတ်ကနည်းနည်းတော့ကြမ်းတမ်းနေရပေါ့နော်ဒါပေမဲ့အဲအဲ့လိုဖြစ်အောင်လဲတမင်မွေးယူရတာ ਉ အဲ့ခါကျတော့ဟိုကာတော်တော်တော့ပင်ပန်းနေအဲ့စိတ်ကြီးရနော်လူတစ်ဖက်သားဟိုလေဟိုမနာလိုဖြစ်နေရတာမူဟို မုဒိတာစိတ်မရှိဘဲနဲ့နေသူများကိုကြာဆုံးစေခြင်းသာအမနာလိုတာအဲ့အဲ့စိတ်ကြီးကအရင်ပင်မဲ့မှာလေဟောအားရပါတယ်ဘာလဲဆိုတော့ကိုထက်ကလည်းတနေရာမှာအလွတ်မပေးဘူးလေကိုထက်ကကိုထက်ကလည်းသူလိုချင်တဲ့ဟာသူပါဖြစ်ချင်တယ်အမဒီနေရာမှာလေကျွန်တော်ဘာလိုချင်တယ်အဲ့လိုမျိုးပေါ့ဆိုတော့အားလုံးကဟိုတိုင်တိုင်မင်မင်နဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်ဒါကြောင့်အားရချင်နေပါတယ်အဲ့ဒါလေအဲ့ဒီရွာရဲ့တကယ် ရွာအပြင်မှာရှိတဲ့ကန်ဆက်လေးမှာရှိတဲ့ညောင်မေးကြီးပေါ့နော်အဲ့မှာရိုက်ရမယ်ကိုပြောရတဲ့စကားတွေကလည်းတကယ်ကိုဝိညာဉ်တွေကိုခေါ်ရတဲ့ဟာကြီးလေပြီးတဲ့ခါကျတော့လည်းရိုက်တဲ့အချိန်ကလည်းည7နာရီကျော်အဲ့နေ့အဲ့တစင်းရိုက်လိုက်အဲ့စင်းကိုရိုက်တာမနေ့6နာရီထိုးရတယ်အဲ့ဟိုတဲတဲ့နေရာကိုမနေ့6နာရီပြန်ရောက်တော့မှဒီကုလုံးဟိုသွေးတွေနဲ့ဟာညပတ်ပြီးတော့အဲ့ဒါဟာကိုမနေ့အစောကြီးမှပင်းတယောက်မှရေရေပြန်ထိုးရတာပေါ့အဲ့တညာလုံးရိုက်ရတာအဲ့စင်းကဆိုတော့ မရိုက်ခင်မှာတော့အမကဒီဒီသူတို့စီးတားတဲ့ဟာလေးအဲ့အရာတွေကိုလည်းသွန်သင်ပြသပေးတဲ့ဆရာတွေရှိတယ်ပေါ့နော်ဆရာတွေရှိတော့ဆရာတွေကတော့ပြောပြတယ်ဒီနေရာမှာဒီလိုဒီလိုရိုက်မယ်ပေါ့ဆိုတော့အမတို့ကမရိုက်ခင်ကတည်းကအဲ့နေရာကိုရောက်ပြီးဆိုတော့အဲ့နေရာမှာအဲ့လိုကြီးလုပ်ပြီးဆိုတော့အဲ့နေရာမှာရှိရှိသမျှတော့မြင်အပ်မမြင်အပ် အဆောင်အရှောက်တွေပေါ့ပုံကိုယ်တွေအားလုံးကို အရင်ဆုံးအမပြုတ်ခဲ့ပူးသမျှကုသိုလ်အားလုံးကိုတို့အမျှဝေပါတယ်အမျှဝေပြီးတဲ့ခါကျတော့အမဟာဒီနေရာမှာရုပ်ရှင်ရိုက်ကူးရေးအတွက်လာပြီးရိုက်တာဖြစ်တဲ့အတွက်ဟိုအနောက်ဆက်မပေးပါနဲ့ပေါ့နော်အာပြီးတဲ့ခင်မတို့ပြုတဲ့ဟာတွေကိုလည်းတို့ကုသိုလ်အမြားပေးပါတယ်ဒါခဏတာလာပြီးလာရိုက်တဲ့ဧည့်သည်တွေပါပေါ့နော်နောက်ခါကျတော့ဟိုမတို့ဘက်ကမတိပဲနဲ့မှားမိတဲ့ဟာတွေရှင်းရင်လည်းခွင့်လွတ်ပေးပါ မတို့ဒီရိုက်ကူးရေးပေါ်မှာလည်းအစစရေရာဆောက်ရှောက်ပေးပါဆိုပြီးအဲ့လိုမျိုးတော့ပြောရတာပေါ့နော်ပြောပြီးတော့မှရိုက်တဲ့ခါကျတော့အာဘာမှအနှောက်အယှက်မရှိချောချောမောမောနဲ့တစင်းလုံးပြီးသွားပါတယ်ည၈နာရီည၈နာရီတွေကစရိုက်တာည၈နာရီတွေကပြင်စင်ဟိုပြင်စင်တော့ညနေက6ခွဲ6နာရီလောက်ကလေးကစပြင်နေပြီပေါ့တကယ်တမ်းရိုက်တော့7နာရီလောက်စရိုက်ဖြစ်တယ်စရိုက်ဖြစ်ပြီးနောက်တနေ့မနက်6နာရီမှပြီးတာအော်ညနေဆိုတာဟာအဲ့ဒါ ်ဘာလောကနဲ့ဆက်ဆက်နေတာအမရောကဒီတရုတ်ဆောင်ကအမရောအတုလုပ်ယူရတဲ့တရုတ်ဆောင်တရုတ်ဆောင်တော်ဟိုခါကြတော့အပြင်မှာလည်းဒီလိုမျိုးရှိတကယ်ရှိနေတဲ့ပေါ့နော်ဟိုအဲအဲ့လိုမျိုးဝိညာဉ်နေနဲ့စကားပြောလို့ရတဲ့လူရှိတယ်သူတို့ဆီကနေကိုကပြန်ပြီးလေးလာတည်ယူရတာပေါ့နော်တည်ယူပြီးရခါကျရင်ဘလို့ချိန်ဆိုရင်ဘလို့ပြောရတာလဲဘလို့ဖြစ်လာလဲပေါ့သူတို့ရဲ့စိတ်ကွာတယ်အဲ့ဒါတွေကိုတော့လေ့လာပါတယ် အမတယောက်တည်းအတွက်ပြောတာမဟုတ်ဘူးတကားလားတကားစာလုံးအတွက်ကိုတကယ်ကိုကျင်းနဲ့အာရဖြစ်မိပါတယ်စကြည့်တယ်ဟာစပြီးတော့စက်သိမ်းသွားတဲ့အထိတနေရာမှပြင်းရတဲ့ဟာကွက်ဆိုတာမတွေ့ဘူးပေါ့နော်စကားထဲမှာစကြည့်ကြတဲ့ဟာစက်သိမ်းသွားတဲ့အထိစလဲစုံစည်းမျောသွားပြီးတော့မှကိုကရိုက်ခဲတဲ့လူဖြစ်တာတော့မှလေဒီကားကိုကြည့်လိုက်တဲ့အချိန်မှာကိုကအပြင်းအပြစ်တစ်တယောက်အနေနဲ့ဖြစ်သွားတယ်ပေါ့ဆိုတော့အာရကျင်းနဲ့ပါခလေးကရိုးရိုးပြားတာမဟုတ်ဘူးအပမီနေတာ တယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာအလုပ်တစ်ခုကိုလက်ခံပြီဆိုရင်အာမတိုင်ခင်မရိုက်ခင်ကတည်းကအချိန်ပေးရတယ်ပေါ့နော်အချိန်ပေးရတဲ့ခါကျတော့အာဒီကားတကားအတွက်ကိုငါတကယ်အချိန်ပေးနိုင်ပါမလားငါဒီကာရိုက်တာကြီးရောငါတကယ်ရောစိတ်ဝင်စားရလားပေါ့နော်ဆိုတော့အဲ့ဒါကိုမှချိပါတယ်ချိပြီးတော့အာကိုတကယ်စိတ်ဝင်စားတယ်ကိုကိုယ်တိုင်လည်းအချိန်ပေးနိုင်တယ်ဆိုရင်တော့လက်ခံရိုက်ဖို့ဖြစ်ပါတယ်ဟိုအမားတို့အသက်ရွယ်ရဆိုရင်တော့အများကြီးရိုက်เสียရလဲ တိတ်မရှိဘူးလေဟိုဘယ်လိုပြောမလဲခလေးမမဟုတ်တော့တာခလေးမမဟုတ်တော့တဲ့ခါကျတော့ကိုကကျတော့ရေးချေရမယ်အချိန်နေဖြစ်သွားတယ်လေဖြစ်တဲ့ခါကျတော့ကိုရိုက်မယ်ဆိုလို့ရှိရင်လေကိုပေးရတဲ့အချိန်နဲ့အဲတန်အောင်လို့ကားမျိုးတော့ကိုကရိုက်ချင်တာပေါ့နော်တော့သူစူးစမ်းထားရဲဆိုတာတပြို့လို့လည်းမြင်နေရပဲသူပြောပြစရာတော့မလိုတော့အောင်လို့သူကတကယ်ဟိုအာတရုပ်ဆောင်မှုကိုသူကယူသွတ်တဲ့လူလေဆိုတော့ ူ့အတွက်လည်းဒါ challenge ဖြစ်တဲ့ကားလေးတစ်ကားပေါ့နော်ဆိုရက်ခါကျတော့သူ့အတွက်လည်းအမကဂျင်းက်ပါတယ်ဂျင်းက်တယ်ဆိုတာသူတကယ်ကိုဒီလင်းငုံဆိုတဲ့ character ကိုတန်ပိုသူ့တန်ပိုလေးတိုက်သူအစစ်စစ် change ပြီးတော့တရုပ်ဆောင်သွားတာလေးတွေသဘောကျပါတယ်အမအတွက်ကတော့ရှင်မခုံပါဘူးဒီကားထဲမှာပါတဲ့သူတွေတခြားသူတွေပေါ့နော်အဲခုဆောင်လို့ရှိမယ်ပြီးတော့ kit တို့ရှိမယ်ဒါ kit ကတော့စလဲဆုံးသွားဒါဒီရဲ့ တကယ်ကိုဒီတကားလုံးရဲ့ leader ဖြစ်သွားတာပေါ့เนาะဆိုတော့သူရှိပဲအာအလုံးကစူးစမ်းထားရဲနောက်ကိုထက်ပေါ့နောက်ဇန်ညောအများကြီးပါပဲအော်ဟိုတကယ်လည်းအကုန်လုံးကိုဘယ်လိုပြောမလဲတကယ်ကောင်းတဲ့လူတွေပေါ့ရစေချင်ပါတယ်ဒါပေမဲ့လို့မတော်ကဒါကုတ်ကားအတွက်ပြောတာပေါ့ဒါပေမဲ့တစ်နှစ်စာလုံးမှာကားတွေအများကြီးရှိတယ်ကားတွေအများကြီးတဲ့ကနေမှအကောင်းဆုံးဆိုတာကိုရွေးချယ်ရတာဖြစ်တဲ့အတွက်အဲတကယ်ကိုဟိုအကောင်းဆုံးဆိုတာနဲ့ထိုက်တန်တဲ့လူတွေရကြမှာပါ